ိုင်းမြေမှာလူကြီးရေဘယ်လောက်ရှိလဲဆိုတော့ကိုမသိဘဲဘေးပိုင်ခွင့်ရှိတဲ့လူဘယ်လောက်ရှိလဲဆိုတော့မသိအဲ့ဒါတွေကိုမသိတော့ဒီရလက်တွေဒီအဖြေတွေကိုဘယ်လိုသိဘုံရောက်ပြေးတာလဲဘုံမှမသိဘာမှမသိကတော့မရဒီနေ့မေးအောင်လဲဆိုဇွန်မဲလုံးမသိမှာပေါ့လေတကယ်ဖြစ်တာလည်းဖြစ်တယ်အဲ့တော့ဘာဖြစ်လဲသူရဲကောင်းကိုသူဆိုတယ်ဒီလိုအာနာယူနေတော့ဒီမှာနိုင်ငံမှာမျိုးကိုသူဆိုတယ်ပို့ရှင်ဘီကိတာလည်းပြန်ကြည့်မစဘူးတဲ့ ဟယ်လိုချားရမီဘပီတူညကိုမော်မာမြားအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မှပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် March 16ရက်နေ့ကျွန်တော်တနင်္ဂနွေနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့နေနေညမှာလဲပေါ့နော်တော်လိုင်းရင်အားဆိုတဲ့အနေနဲ့ပြန်မှရုပ်ဆောင်လာပြတဲ့တင်ကောင်းများစွာရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမကြည့်ခင်မှာဒီနေ့နောက်ဆုံးဦးဖျားဖျားကြားသိရတဲ့တော်လိုင်းတင်ချို့အယုံဆုံးကြည့်ရအောင်နော်ပထမဆုံးတင်တဲ့ပုံအနေနဲ့ကတော့စကိုင်းတိုင်းမွန်ရွာမြို့စစ်မှုဆောင်လမ်းဆောင်မှာစစ်ကြေးကောင်းနေတဲ့စစ်သားရဲ့ပြူစော်ထီးတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့တင်ကောင်းလေးပဲဖြစ်ပါတယ် နေ့စစ်စစ်ကြေးကောင်းနေတာတော့မဟုတ်ဘူးသူတို့ကထင်းနဲ့ရက်လာလာကောက်တာဘယ်နဲ့ရက်လို့အတိအကျမရှိဘူးသူတို့က300ခွဲပြီးတော့ကောက်တာစမှုစုံငင်းချိုင်းလမ်းဆောင်မှာက9ရောက်ကောက်တာပြီးတော့သူနဲ့မိသားနေရာလောက်အကွာဝေးရှိတဲ့ပေါက်ကြီးကွန်အဆိုင်မှာက3ရောက်ကောက်တာပြီးကြတော့ငင်းချိုင်းလမ်းဆောင်ကနေပြီးတော့မှမိသားနေရာလောက်ပဲအကွာဝေးရှိတဲ့ရွှေချင်းသိမ်းမင်းဆန်ခေါက်ဆက်ဆိုင်ဆိုတဲ့ပေါ့နော်နေရာလေးကနေပြီးတော့မှ3ရောက်ကတစ်ဖက်ကောက်တာကျွန်တော်တို့300ဆလုံးဝင်ပြတာလက်ကျသွားတဲ့လူတွေလည်းတွေ့ရတယ်ဝင်ပြတာတိတ်မကြလိုက်ဘူးစက္ကန့်ပိုင်းလေးပဲပြပြီးတော့မှ ဆိုပြခဲ့ကြတယ်ဆိုပြတော့မှမွေခဲအမှတ်20နှစ်နှစိုးတိုင်ကတောင်ရှိသူတို့ကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ခုဆိုရင်ဒီမြို့ပေါ်မှာပေါ့နော်ပြီးသူတွေကိုအနိုင်ကျင့်ဖို့ချက်ပြီးတော့မဆစ်ချစ်ကောင်းတွေကြတဲ့ဒီစခွေးတတိုက်ကိုကျွန်တော်တော်လိုင်းရဆူရတယ်ပြီးတော့မှပြက်ခတ်ရှင်းလင်းနေတာမဟုတ်လို့မြို့ပပြီးသူတွေကနေပြီးတော့မှလည်းပေါ့နော်စစ်ကောင်စီနဲ့နင်းနင်းနားနားမှမနေဘဲနဲ့ကျွန်တော်တို့တော်လိုင်းရဲ့ဘော်တွေရဲ့ပြောစကားကိုပေါ့နော်လိုက်နာပေးချဖို့ကျွန်တော်ဒီနေ့ကနေပြောလို့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ကွေးတိုင်းပေါင်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ပြူစော်ဒီရော်တွေမှာအခြေခံစားတောက်ကုန်တွေပြက်လက်မှုနဲ့ရင်ဆိုင်နေရတာဆိုရင်နည်းနည်းကြော်ကြပြီးလို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။2023ခုနှစ်အစောပိုင်းလကနေစပြီးတော့မှပေါင်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ရွှေဘုံတာနဲ့ဇီးပြားပြည်ဝါတွေကိုဒေသခံတော်လိုက်တဲ့ဖွဲ့ဝင်တွေကလည်းပြန်မဝိုင်းဝန်းပေးဆို့ထားလို့အဲ့ဒီပြည်ဝါတွေကရိတ်ခပြက်နေတဲ့စပရမာကျော်တို့ပေါင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့လူသားဆန္ဒတောင်းခံကလည်းပြန်မပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေကပတ်ပတ်လည်မိုင်းကာထားတော့ရိတ်ခဝင်တော့မရှိတော့ဘူးပေါ့နော်။ဆိုပြီးတော့မှ ပြောဆိုထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီ viewer တွေကိုဘောနော်တော်လိုင်းရရဆိုရင်ပြည်မရေးခါလန်းကြောင်းတွေဖြတ်တောက်ထားတာဆိုရင်နည်းနည်းကြော်ကြာလာပြည့်တဲ့နောက်ပိုင်းမှာသူတို့ဟာဆိုရင်ငပြက်လာတာဖြစ်ပြီးတော့ပေါက်ကရုံးတို့တခြားဒီပုံမတွေရလဲပေါ့နော် view sort ရရတဲ့ငပြက်လွန်းနေပြီဆိုပြီးတော့မှတခါတလဲလောင်မြဲတန်တွေကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့အမေရိကန်နိုင်ငံနယူးယောက်ကိုသွားပြည်မကျွန်တော်တို့တော်လိုင်းရရဆိုရင်တွေ့ဆုံပြီးရန်ပုံငွေရှာပေးနေတဲ့ကျွန်တော်ပေါ့နော်အမေဆွေရဲ့တားငယ်ဆုံးကင်မရာရဲ့အကြောင်းပြောဆိုထားတဲ့ကိုစီရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် ကိုစီဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာချစ်လိုက်ရအောင်နော်ဒေါအောင်ဆန်းစုကြည်ရဲ့တာကင်မနာနော်အမေရိကန်နိုင်ငံလာပြီးတော့ဒီမှာရမုံွေပွဲတစ်ခုလုပ်တယ်အဲ့ဒီပွဲကောင်းစရာဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ့်မှာပေါ့အဲ့ဒီပွဲမှာဒေါ်လာ9,200ကျော်ကိုရမုံွေဖြစ်ရှာပွေပေးနိုင်တယ်မြန်မာပြည်များကြီးပဲနော်ဒီလက်ရှိနော်စစ်အာဏာတိမ်မှုမှာမြန်မာပြည်တွေခံစားနေရတဲ့ဒုက္ခတွေဒါရမုံွေတွေလုံနေတာအလုံးကြည့်တယ်အဲ့ဒီအတွက်တော့ဒီကင်ကကင်တရားကိုအကြောင်းပြုပြီးတော့ရှာပွေနိုင်တဲ့ဟာဒေါ်လာ9,200ကျော် နော်အဲ့ဒါလူပြောက်ဝက်တန်ဖို့ပဲနော်ဒီပွဲမှာဒီဒေါ်သစုဒီအန်နီဆွေးလက်ထောင်ကစီပွားကြံပြီးရှောင်းတန်နဲ့တက်ရောက်တယ်ပြီးလို့ရှင်တန်မကြီးဥကြုံမထွန်းတက်ရောက်တယ်တန်မကြီးဥကြုံမထွန်းနဲ့ဒီဂိမ်းနဲ့ပြစ်ဆုံးပြီးတော့စကားကြီးပြောခဲ့ကြတယ်နော်တက်ရောက်လာတဲ့ပြည့်တဲ့ဘောင်ကထောင်ကျော်တယ်လူတော်တော်များများကိုတက်ရောက်ပေးတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကဒေါ်သစုဒီတာဒေါ်သစုဒီဒီအစိုးရအဖွဲ့မှာနော်အားလုံးတည်တဲ့အတိုင်း နိုင်ငံတော်အတိုင်းအတာပုံကိုထိငါးနှစ်လောက်ခဲ့တယ်အဲ့ဒီအချိန်မှာအခုထိဒေါန်ဆန်းစုကြည်ဆွတ်ဆွဲထားတာနော်အဂရီလိုက်စားမှုတွေရောဘာတွေရောဒါပေမဲ့ဒေါန်ဆန်းစုကြည်ကအခုချိန်တော့မတူဘူးပထမဒေါန်ဆန်းစုကြည်ကလက်သမားလှုပ်ပြီးတော့တူအတက်မွေးဝမ်းကြောင်းကိုသူရှာဖွေပြီးတော့နေတဲ့လူတယောက်နော်အဲ့တော့ဘူဂျုံအောင်ဆန်းကလည်းစဉ်သက်လာတယ်ဒေါန်ဆန်းစုကြည်နဲ့နော်တူတာတူကနေအခုအောင်ဆန်းမှုတို့အောင်ဆန်းလင်းတို့ပေါ့ထားဒေါန်ဆန်းစုကြည်မိသားစုကြည်လိုက်တယ်ဒေါန်ဆန်းစုကြည်မိသားစုဟာမြန်မာပြည်ကနေအကျိုးစီးပွားရှာပြီးတော့ကုမ္ပဏီထောင်ထားတာရှိတယ်ဒေါန်ဆန်းစုကြည်ပိုင်တဲ့ကုမ္ပဏီတစ်ခု မြန်မာပြည်မှာမပြောနဲ့ကုံစုံဆိုင်တော်မရှိပါဘူး။နော်အားလုံးတိတ်တဲ့အတိုင်းဒါပေမဲ့လို့ဒေါ်ဆန်းစုကြည်မိသားစုကိုမိမျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်။ဒါပေမဲ့ဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ဒေါ်ဆန်းစုကြည်ဆိုတာအယောင်မမေ့ပါဘူး။တော်စမ်းစုကြည်တယ်မပြောနဲ့အမေစုကြည်မပြောနဲ့တူရဲ့တောင်းဒါအခုတူတူတားအကြီးရတော့အမေကိုလုံးဝအဆက်အသွယ်မလုပ်ဘူးဒီဘက်နဲ့လုံးဝဟိုမပတ်တက်ဘူးလို့ကြားပြရတယ်ဒါပေမဲ့တန်လာလဲကိုချစ်စားပါတယ်ရှင်းချင်းပြောရင်တော့ဒီကိုထိန်လေးကိုတွေ့ရင်တော့မှကျွန်တော်တို့ပုံလေးတွေ့တော့မှမျက်နှာပူတယ်သူတို့မှလူမမယ်အရွယ်ဘဝတည်းကဒီမအေးရသူတို့ကိုပြစ်ပြီးတော့ သူ့တိုင်းပြည်အတွက်သူတွားဘဝတွေဇစ်သေးနေတာနော်ဖန်းစီကတိတယ်ထောင်ကြကတိတယ်ဒါရီနာဆိုမပြူအမျိုးဆုံးနော်နိုင်ငံပိုင်ရုပ်တံမီဒီယာတွေအစနော်အပုတ်ချတိုက်ခိုက်နာမည်ဆိုရင်နာရှင်စရာကြီးသူတို့တော့ဘာအကျိုးမြတ်ရလဲဆိုဘာတကူမှလည်းအကျိုးမြတ်မရဘူးဒါပေမဲ့ဒီနေ့ချိန်ထိအမေဘက်ကနေမမမမရက်တီပေးတဲ့ဒီတားငယ်ကိုမြန်မာပြည်သူတွေကိုစားအယံမဲ့ပြည်သူတွေမှာကျွန်တော်တို့ဒီနိုင်ငံဟာရှင်းရှင်းပြောရင်တူရဲကောင်းနေတယ်မတန်ဘူးဗျာနော်ဘယင်တွေခက်ကတဲ့ကတိုင်းပြည်အတွက်အစွမ်းစားရှိတဲ့လူဆောင်ကဥမာဘဘဲမောင်တင့်တယ် တပည့်မောင်တက်တယ်ဆိုရင်တွတ်သူကာယပလတ်အားကောင်းလို့နော်တပည့်ထုတဲ့နေရာမှာအားကောင်းတဲ့အတွက်ဒီကပေတံတိမ့်တိမ့်တိမ့်ဆိုတာဝေးရကြတယ်သူအားရှိလို့သူအလုံးလုံးနိုင်လို့လုပ်တာစွမ်းရှိတယ်ဒါပေမဲ့လို့ဘာဖြစ်လာလဲဟာဘယုံသွားပြီးဂုံးနေလျှောက်ထားတယ်နော်ရှင်မင်းကြီးကမောင်တက်တယ်ကတည်းကလူတူလက်နဲ့ဆူတောင်းတယ်ဒီကောင်ကာယပလတ်အားအောင်မယ်မင်းမင်းကြီးကိုနော်ရှင်မင်းကြီးကိုနမ်းလူမဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအဲ့တော့မြန်မာပြည်မှာလည်းခေါင်းဆောင်ဖြစ်တဲ့နော်လူတွေထဲမှာကောင်းတဲ့လူရှိတယ်အဲ့ဒါလို့ဘေး ူများမြောက်ပေးတာတဲ့ဘူမမတိဘာမမတိတဲ့ကောင်ကြီးอ่ะဒီနေ့မင်းအောင်နိုင်သူဇွန်မဲလုံးလို့ခင်မှာမဟုတ်အရင်ခက်တာတွေကရှိခဲ့တယ်အဲ့တော့ဘာဖြစ်လဲတူရဲကောင်းကြီးဆုံးရှုံးခဲ့ရတယ်နော်ဒီလိုအာနာယူနေကြောက်မြန်မာနိုင်ငံမှာတူရဲကောင်းကြီးဆုံးရှုံးခဲ့ရတာဟိုရှင်ဘီရင်ခက်တာတွေပြန်ကြည့်မဆိုဘူးလက်ရီတော့မနိုင်တော့နော်အခုဒီနေ့ခင်မှာလည်းဒီလိုပဲဒေါ်ဆန်းစုကြည်ဒီမြန်မာနိုင်ငံကနေအကျိုးအမြတ်လုပ်မယ်ဆိုရင်တော့ဒေါ်ဆန်းစုကြည်မပြောပါနဲ့ဥဝင်းမြင့်အစင်းတော်ဝင်ပေးပြီဥဝင်းမြင့်ဆိုတာဒီအန်ဒီခေါင်းဆောင်လေးမှာပါပင်မဲ့ဒေါ်ဆန်းစုကြည်လိုမျိုးတကဘာလုံးကလင်းသားနဲ့တနိုင်ငံလုံးကလူလူခေါင်းဆောင်ပြတ်တတ်မှတ်ထားတဲ့အစင်းကိုမရောက်သေးဘူးနော် ဒါပေမဲ့ပြည်သူတမတာကြီးအဖြစ်တစ်ချိန်ကလည်းဒီ NLD မှာပစ်ဆက်လာတဲ့ခေါင်းဆောင်အဖြစ်နော်ပြည်သူတွေကခေါင်းဆောင်တွေမှာတယောက်အပါအဝင်ကြီးဖြစ်ရှိတယ်။ဒါကိုဝင်းမြင့်တို့လူမျိုးတော်မှာဘလောက်ပေးပြီးတော့သူတို့စီယုံတယ်။နိုင်ငံရေးမဆုံးနဲ့နော်ဘလို့လို့ကိုဝင်းမြင့်မိမဆိုရင်ဒါစံသက်ပိုင်ရှင်တယ်။နော်နယ်ဒီမှာတကယ်အဲ့ဒီခေတ်ကစံသက်ပိုင်ရှင်တော့တကယ်တစ်ထည်တယ်။ဒါပေမဲ့အဲ့ဒီဘဝကနေနော်လုံစားလို့မရတဲ့အထိမျိုးစုံတိုက်ခိုက်ခဲ့တယ်။ဒီမှာကိုစီပြောသွားတဲ့အရာကိုကောင်းတယ်နော်အခုဆိုရင်ကျွန်တော်အမေဆွေရဲ့သား ငယ်ဆုံးကနေပြည်မနယူးယောက်မှာတွားပြည်မကျွန်တော်တို့တော်လန်ရေးအကောင်းဆုံးတွေနဲ့တွေ့ဆုံပြီးတော့မှရန်ပုံငွေတွေများစွာရှာပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ပြောမယ်ဆိုတော့အမေဆုရလဲပေါ့နော်ကျွန်တော်တိုင်းပြည်နဲ့လူမျိုးအတွက်ပေါ့မှာတော်တော်လေးပိတ်ဆက်ခဲ့ပြီးတော့မှအခုချိန်မှာတော့သူ့ရဲ့တားငယ်ကနေပြည်မကျွန်တော်မြန်မာပြည်သူတွေနဲ့သူဒီတော်လန်ရေးမှာမေဆုလူမျိုးနဲ့ဖို့ဆွမ်းကုန်စူးစမ်းနေတာကိုတွေ့ရပဲဖြစ်ပါတယ်မြောက်နယ်တို့အစုရဲ့ဒီကောက်ချေရုံမှာပုံလွှဲရပေါ့နော်ကျွန်တော်ခက်ဆက်ပြောမယ်ဆိုတော့မျိုးစင်စင်နဲ့လာတယ်လို့ပြောမှာဖြစ်ပြီးတော့မှအခုဆိုရင်သူတို့အနေနဲ့ပေါ့နော် တရန်ရှုံနေတဲ့အနေထားတွေကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်တော်လိုင်းရာစုတွေကလည်းမြို့မှာလည်းရဲအနည်းနဲ့ရန်ပုံကိုရှာနေတဲ့အချိန်မှာရှေ့တန်းစစ်မြေပြင်မှာလည်းစစ်ခွေးတိုက်ကိုမျောစာဖြစ်ပြောင်းပေးနေတာမို့လို့ပြပပီတူတွေနဲ့ပေါ့နော်အချင်းချင်းစီလုံးကြီးတို့ပြတော့မှရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်းဒီနေ့ကလည်းပြောလိုပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စပယ်ကိုတရားပေါ့နော်တရားတွေကလည်းပြတော့မှသူတို့ထက်ကအရာရှိတွေဘယ်လိုမျိုးလုဆောင်နေလဲဆိုတာကိုဖွင့်အောင်ဝန်ခံထားတဲ့တဲ့င်းလေးတင်ဆက်ထားတဲ့ဟာလေးကျတော့စပယ်မှာချစ်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ကျမတို့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသက်အစီအစဉ်အနေနဲ့ပြည်သူစစ်မှုထမ်းတင်နန်းစင်တူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကတော့တမ20နှစ်လောက်ခန့်အမှန်တရားရှိမူတော်မှာတာဝန်ထမ်းဆောင်နေသူစစ်သည်တူဖြစ်ပါတယ်။ယင်းထဲမှာကြိတ်ခံစားနေရတာတွေကိုပြောချင်လို့အထက်အကြီးငယ်များတီအောင်ရင်းဖွင့်တင်ပြလိုက်ရတာပါခင်ဗျာ။ကျွန်တော်တို့စပယ်ကူတရားလုံခြုံရေးမှာတာဝန်ယူရတဲ့အဘာလေးဇော်ရဲမွန်ဟာဆိုရင် ဂိတ်ကနေပတ်ဆက်သိမ်းပေါင်းများစွာဝင်ငွေရရှိနေပါတယ်။တရားမဝင်ကုန်ကားများတရားမဝင်ဝတ်တောက်ကားများတခြားမောင်ကိုလမ်းကြောင်းများကနေတစ်နေ့ဝင်ငွေသိမ်းပေါင်းများစွာရရှိနေတာတောင်းတပည့်သားသမီးတွေအပေါ်ဆေးလေးတစ်လေးကော်ဖီလေးတစ်ထုပ်လောက်တောင်မသာတာပဲ။ငါကတူရင်းမူကငါ့လိုဖြစ်ချင်ရင်ငါ့လိုနေရာရအောင်လုပ်ပါဆိုပြီးတပည့်တွေကိုပြောဆိုချိန်ပေါင်းနေပြီ။တနေ့တရားမရဲနော်။များစွာကိုမနဲ့ကြရင်သူစနီးကကားနဲ့လာတဲ့ယူပါတယ်။ ကြာလာတော့ကျွန်တော်တို့ခန့်မြင်းကြရလုံလို့အထက်အကြီးငယ်များသိရလေအောင်တင်ပြရခြင်းဖြစ်ပါတယ်ဗျာလို့ရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်တီတွေအိမ်တော်တွေရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်း message box ကနေတစ်စိအစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ဒါရဘောနာကျော်တော်မှုတုံကစပယ်ကိုတရားမှာတောင်းဝန်ကြနေတဲ့စကွန်စီတတတက်တွေကနေပြီးတော့မှသူတို့အထက်အရာရှိလေမရအောင်ဆိုရင်တော်တော်လေးဘောနာဒီကျော်တော်ပီတိုရီစီယာနဲ့စစ်ချစ်တွေကောက်ပြီးတော့မှကြီးပွားချမ်းသာနေတဲ့ဆရာကြောင့်ပြောဆိုထားတာဖြစ်ပါတယ်ဘယ်လိုမျိုးသူတို့နဲ့ပေါက်ကွဲနေမဲ့စားဒီတနက်မောင်းဘောနာပြောင်းပြန်သူတို့ဘက်ကိုပြောင်းပြီးတော့မှချိန်တင်နေတာဖြစ်တယ်ကျော်တော်ဘက်ကနေပြီးတော့မှလည်းပီတိုရီကိုဒီလိုမျိုးစစ်ချစ်တွေကောက်ပြီးတော့မှညပန်နေစစ်နေတဲ့အုပ်စုတွေကိုတော်လိုင်းရဆူတွေနဲ့ပူပေါင်းပြီးတော့မှပြန်ပြီးတိုက်ထုတ်ဖို့ပေါ့နော်စကွန်စီတဖို့ဝင်တွေကိုအချိန်ချင်းဖိတ်ခေါ်ထားတာမို့လို့ ဒါတော့တို့တို့ကောင်းဆုံးခွင့်ရလို့ပြောမှာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပါသားသကောင်ဝင်နေပြီးတော့မှာပါနော်။မြောက်လိုင်းတို့ခဲမှာဒီမိုကရေစီပြေဝါနေပြီဆိုတဲ့အကြောင်းကိုပေါ်ပန်းလေးဆက်ပြောထားတာပဲဖြစ်ပါတယ်။ဒီကောင်ဘယ်လိုမျိုးတွေအားချောင်းမလဲဆိုတာကြိုကြည့်လိုက်ရအောင်နော်။ကျွန်တော်တို့မြန်မာနိုင်ငံဆိုရင်ဟလာနော်။ဘုရားဘာသာနိုင်ငံတနိုင်ငံဖြစ်တယ်။နောက်ပြီးတော့ဟလာလူမျိုးပေါင်းစုံနေကြတယ်။ဒါပေမဲ့ လူကျင့်ဝတ်နဲ့ပဲကျွန်တော်တို့ကဟာလာဘာသာတရားရဲ့စုံမလူကျင့်ဝတ်တွေနဲ့အတူကျွန်တော်တို့ကထုတ်ပြန်တာဖြစ်တယ်။အေးချသောနေအရန်နေလို့ကောင်းတာမြန်မာပြည်ပဲဖြစ်တယ်။ဟာတကယ်ဒီမိုကရေစီပြည့်ဝတယ်။မမေအိတ်နေလဲရတယ်။မိတ်ရှင်လဲရတယ်။ဘာလုပ်လို့ရတယ်။ဘာမှမင်းဘယ်သူမှလည်းအိမ်ကမင်းဟိုကမဆောင်လို့ဒီကမပေးလို့ဟိုကလောက်တာဒီကလောက်တာအဲ့လိုမျိုးတွေလည်းမင်းတို့အခွန်တွေထမ်းဆောင်နေသူများနိုင်ငံတွေမရအောင်လို့ဖိနှံထမ်းလို့တော့မရအောင်အဲ့ဒါတကယ်ပြောတာပါ။မင်းနိုင်ငံသားရောက်ခုတဲ့လူတွေနိုင်ငံသားထွက်ပူတဲ့လူတွေဆိုပိုသိပါလိမ့်မယ်။နော်။ မြန်မာပြည်လောက်ဒီမိုကရေစီအရန်ကောင်းတဲ့နိုင်ငံရှာလို့တော့မတွေ့ဘူးเนาะကိုယ်စိတ်နဲ့ကိုယ်မနေတတ်တဲ့ကောင်လေဟုတ်လားကိုယ့်လို့ကိုယ်မလုပ်တဲ့လူတွေဟမ်ဘုံမတိကုံမတိရောင်60တွေကျွန်တော်တော့ကောင်နေအများစုเนาะအဲ့တော့နေလို့ရမှာမဟုတ်သူများတို့ထိခိုက်ရင်တော့ဘူးကနေလို့မရဘူးเนาะဒီမြန်မာပြည်ကအရန်ကိုဒါဒီမိုကရေစီเนาะဒီမိုကရေစီပေါ့နော်မြန်မာဒီမိုကရေစီနဲ့ပြည်ဝတဲ့ နိုင်ငံဖြစ်ပါတယ်เนาะအားလုံးလွတ်လပ်ခွင့်အပြည့်ပေးထားတာမြန်မာနိုင်ငံမှာရှိပါတယ်เนาะအဲ့ဘယ်နိုင်ငံပြောတာเนาะ၆နေ၆စားစားလို့မရဘူးအကုန်လုံးသူ့အနေနဲ့သူစားဖို့အလုံးမလုံးစားဖို့ဆိုတာနှက်မှာမဟုတ်ဘူးเนาะအဲ့ဒါလေးရှိပါတယ်ဒါလေးတွေကိုဒါကျွန်တော်စဉ်းစားမိအောင်လို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်။ဟောကျွန်တော်တို့တွေကကိုယ်နိုင်ငံမှာကိုနေပြီးတော့ဟလာကျွန်တော်ကကိုယ်နိုင်ငံမှာအကျိုးပြုကိုယ်နိုင်ငံမှာနေမယ်ကိုယ်နိုင်ငံကိုအကျိုးပြုမယ် ဒါဆိုရင်နောက်နိုင်ငံလူသားအရင်မြေမွေးထုတ်မယ်ဆိုရင်ကျွန်တော်နိုင်ငံကြီးကောင်းသွားလိမ့်မယ်ကဲဒီဘာသားတော့ပေါ့နော်ခုချင်းဒီကျွန်တော်မျိုးရပြီတို့ဂျင်းထဲလို့ကောင်းနေတော့ခုဆိုရင်မြောက်လိုက်တော့အစိုးရနေပြီတော့မှကျွန်တော်တို့ internet line တွေဖြတ်တယ်ပြီးသူတွေကိုချင်းအောင်တဲ့ဒီပေါ့နော် ပေါ်သားဆက်ဖန်းစီနေတာကိုကျွန်တော်တို့နဲ့ဒီမိုကရေစီလို့ခေါ်တာလားလို့ပေါ့နော်ကျွန်တော်ဘက်ကနေပြီတော့ပြန်ပြီးမေးဆရာရှိတာဖြစ်ပါတယ်ဘလိုပဲပြောပြောစစ်ခွေးတိုက်ရနေပြီတော့မှမြောက်လိုက်တော့ဟာဆိုရင်ကျွန်တော်တို့ပြီးသူတွေပေါ်မှာဒီမိုကရေစီပြေဝပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဝါရဖန်ပြောဆိုနေကြတာတွေ့ရပဲဖြစ်ပါတယ်။မြောက်လိုင်းတို့မရှိဘူးဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ကဘီသူဘီသားတွေအလုံးတပေါ်နော်အေးချမ်းမှာဘီသူမဆွာတော့ကိုင်ကိုရမှာမိသားစုစုံစုံလေးနဲ့နေချင်းကြတာပဲဖြစ်ပါတယ်။အခုလိုမျိုးမြောက်လိုင်းတို့အစုကနေပြီးတော့မှပြည်သူတွေပေါ်မှာရက်ဆက်ရုံမာတဲ့နီလန်းတွေတုံးပြီးတော့မှပေါ်သားဆွဲဖန်းစီတာတွေရှေတန်းစစ်မြေပြင်မှာတွားပြီးတော့မှပေါ့နော်။တိုက်ခိုင်းနေတဲ့ဒီလိုမျိုးကွက်တွေဟာဆိုရင်ကျွန်တော်ကိုပြန်ပြီးတော့မှပေါ့နော်။ဘီပွားကိုရောက်ဖို့တုံးပို့နေတဲ့အခြေအနေတစ်ခုကိုလွတ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းသူတို့တွေတီးဖို့လိုတာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအပေါ်အသားဘောမတကောင်ကနေပြတော့မှလဲပေါ့နော်ကျွန်တော်တို့တိုင်းပြည်လူလိုမျိုးဆိုးဖြတ်တတ်နေရတာကမြောက်လိုက်တဲ့အုပ်စုကနေပြတော့မှအာနာတင်းလို့မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားရတယ်လေတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်တကယ်ချင်းတယောက်ကကျွန်တော်တို့နိုင်ငံယနေ့ဒီလိုအခြေအနေအနေထားတိုင်းတာကိုရောက်နေတာစစ်တပ်ကြောက်ပေါ့ဗျာစစ်တပ်ရဲ့အာဏာသိမ်းမှုအာဏာထိန်းသိမ်းမှုကြောင့်ကျွန်တော်တို့နိုင်ငံကအခုလိုတစားစီစုပ်ပြတ်တတ်ပြီ ပြည်သူတွေရဲ့ဘဝဟာတော်တော်လေးကိုဆိုးရတဲ့အခြေအနေကို ရောက်သွားတယ်ပေါ့အချိန်မှာသူ့ကိုကျွန်တော်မေးတယ်စစ်တပ်ကဘာကြောင့်အာနာတိန်တာလဲအာနာထိန်တာလဲပေါ့မဲမတမာမှုရှိလို့မဟုတ်ဘူးလားသူကဘာပြောလဲမဲကမတမာမှုရှိစရာလားလမ်းပေါ်ထွက်တဲ့လူတွေကိုကြည်လိုက်ရင်တိတာနေတဲ့အရာပဲတဲ့ဒါနဲ့သူ့ကိုကျွန်တော်မေးတယ် ငါတို့နိုင်ငံမှာလူကြီးတွေဘယ်လောက်ရှိလဲသူမသိဘူးဗျကျွန်တော်အံ့ဩရတယ်တစ်ချက်ဒါဆိုရင်နောက်တစ်ခုမင်းတို့ငါထပ်မေးမယ်ငါတို့နိုင်ငံမှာမဲပေးပိုင်ခွင့်ရှိတဲ့အသက်ပြည့်တဲ့လူကြီးတွေဘယ်လောက်ရှိလဲအဲ့ဒီချိန်မှာသူပြောလိုက်တဲ့စကားတစ်ခုကျွန်တော်တော်တော်လေးကိုတုံ့လှုပ်ပြီးခြောက်ခြားရတယ်ဗျပါကြောင်လဲ ကျွန်တော်တို့နိုင်ငံမှာဒီလိုလူမျိုးတွေကျွန်တော်တို့တိုင်းပြည်မှာဒီလိုလူမျိုးတွေဘယ်လောက်ထိဒုတယ်ကြီးမားနေလဲပေါ့အတွေ့တစ်ချက်ကျွန်တော် knowledge ကိုဝင်သွားတယ်ပေါ့သူဘာပြောလိုက်လဲဆိုတာတစ်ချက်မှတ်ထားနော်မဲကားတဲ့ပေးကျင်တဲ့လူပေးလို့ရတာပဲသူ့ကိုကျွန်တော်တွားလိုက်ပြီအဲ့ဒါသူနဲ့ကျွန်တော်လည်းရှေ့ဆက်ဖို့စကားပြောဖို့အဆင်မပြေတော့ဘူးဗျဘာကြောက်လဲနိုင်ငံရေးဆိုတာကိုကျွန်တော်ကတောင်းတယုံဆွေးနွေးလို့မရှိဘူး မိုက်ပြတ်စီလို့ဗျကျွန်တော်တို့အမိဝန်တရားကျွတ်ထဲကကျွန်တော်တို့ကိုရင်ကအစိပ်ပိုင်းနေဖြစ်တဲ့လက်ငါးချောင်းတော်တူရှိမညီသေးတာပဲနော်လူတစ်ယောက်နဲ့လူတစ်ယောက်ဟာတွေးခေါ်ပုံချင်းယူဆပုံချင်းတူညီနိုင်မှတူညီနိုင်မှာလေဒါကြောင့်နိုင်ငံရေးကိုကျွန်တော်ဘယ်သူနဲ့မှတုံတုံဆွေးနွေးလို့မရှိဘူးမိတ်မပြတ်ချင်လို့ပေါ့ဗျကျွန်တော်အားဝါတူရဲ့စကားတော်ကတိုင်းပြည်မှာလူကြီးဘယ်လောက်ရှိလဲဆိုတော့ကိုမသိဘူးမဲပေးပိုင်ခွင့်ရှိတဲ့လူ ဘလောက်ရှိလဲဆိုတာကိုမသိဘူးအဲ့ဒါတွေကိုမသိတော့ဒီရလက်တွေဒီအဖြေတွေကိုဘယ်လိုသိမလဲဗျเนาะဒါကြောင့်လူတွေရဲ့ဟိုဝါဒဖြန့်ဆိုင်ဝါးတွေအောက်မှာပဲတော်တော်များများကနင်မုန်းကုန်ကြပြီအမှန်တရားကိုတောက်ွယ်ကုန်ကြတာဒီမှာသူပြောချင်တဲ့ပုံစံရတော့အချင်းချင်းပြောရမယ်ဆိုရင်တော့ကျွန်တော် NLD ဘက်ကနေပြမပေါ့နော်မဲခိုးမဲလိန်လို့ဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့မမြောက်နိုင်ရင်တို့ကနေပြမအာနာထာသိရင်လည်းဆိုတဲ့ပုံစံမျိုးကိုပြောဆိုထားတာဖြစ်ပါတယ်စစ်ခွေးဘောမှာလော်ဘီတက်ကနေပြမခုချိန်ထိပေါ့နော် NLD ကမဲခိုးလို့ မြောက်လိုင်းတို့အစုအနေနဲ့အာနာသိမ့်ရတယ်ဆိုတဲ့ပုံစံမျိုးကိုဆက်လက်ပြီးတော့မှကျွန်တော်မျိုးဝပြည်သူတွေကိုချက်ပြပြောဆိုထားတာကိုတွေ့ရပဲဖြစ်ပါတယ်။ဒီကရန်ကျွန်တော်မျိုးလိုင်းကတမရယူယူပြီးတော့မှပေါ့နော်။အာနာယူလုံးတို့ကိုအခုလိုမျိုးလို့ဆောင်လိုက်တာပြမခုဆိုရင်ကျွန်တော်ဒီအတက်ဆုံးရှုံးသွားတဲ့မျိုးဝပြည်သူလူငယ်တွေအားလည်းများစွာရှိတာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကျွန်တော်ဒီတော်လိုင်းရေးမှာပေါ့နော်။တပိတော်တဲ့လူငယ်တွေပြင်ဂျန်တဲ့ဒုက္ခရောက်နေတဲ့မျိုးဝပြည်သူတွေအားလုံးအတွက်ဒီတော်လိုင်းရတော့မှဖြစ်မနေအောင်မြင်ဖို့လိုနေတာဖြစ်ပြမစစ်ခွေတတဲ့ရဲ့ယူမရိုင်းစမ်းမှုတွေကိုလက်ပိုက်ကြည့်နေဖို့မလိုတော့ဘူးဆိုတာကိုလည်းပေါ့နော်။ အတိအပြပြောလို့ပါတယ်အခုဆိုကျွန်တော်အနေနဲ့တရက်အောင်ပွဲတွေရရှိနေတာပြောမှာမြောက်လိုင်းတို့အုပ်စုဟာဆိုရင်လဲခွေပြွေဝပြင်းနဲ့ပြင်းနေရတာမို့လို့ကျွန်တော်မိဘပြည်သူတွေနဲ့တော်လိုင်းတဖုံတွေဆူဆူစီစီနဲ့တိုက်ထုတ်လိုက်မယ်ဆိုတော့ကျွန်တော်ကျင်းတိတ်ပေါက်ဒီတော်လိုင်းရတော့အောင်မြင်မှုရရှိတော့မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတပုံးအနေနဲ့ဘိုးနကားနေပြီးတော့မှဒီစရာဆွဲကောင်ဒူစရိုက်ကိုင်းမြောက်လိုင်းတို့အုပ်စုကိုပေါ့နော်အဆုံးဆုံးဒီတိုက်ခိုက်သွားမယ်ဆိုတော့ပြောဆိုထားတဲ့ဟာလေကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ရတဲ့အနေနဲ့ခုခံကာကွယ်ကြတယ် ဒီလောက်ရနဲ့ပတ်သက်ပြီးပဲဖြစ်စေဒီအရင်မှာလောက်ခဲ့တဲ့ကျူးလွန်ခဲ့တဲ့ကိစ္စရတဲ့နဲ့ဖြစ်စေဒီတစ်ချိန်ကစစ်တပ်အမိခံခဲ့တဲ့အကြမ်းဖက်ဒုစရိုက်ဂိုင်းတွေတပ်ဖွဲ့ဝင်တွေနဲ့ခေါင်းဆောင်တွေအားလုံးကကျွန်တော်တို့လုံးဝခွန့်လွတ်လို့မရတော့တဲ့အနေအထားอืมบ่ามาเจนเราบักก็เลยแง่กั่วลงไม่ย่าတော့ในอนิทายောက်นี่ชีสายาลูกขวยสายากะเลตังเงสายาบ่าเนี่ยเวจี้ๆดีหลูฤซี้แม่กั้นแม่ผ่องแผ่จู้หล่นน่ะอู ။ကဘာကြီးကမျက်ွယ်ပြုတ်လစ်လို့ရှုနေ။အမြင်ချင်းအောင်ဆောင်းတာလားမသိချင်းအောင်ဆောင်းတာလားသိပြန်တော့လေ။ထိတိရောက်ရောက်အေးယူဆောင်ရွက်တာမျိုးတာဝန်ယူဖြည့်ရှင်းတာမျိုး လုံးဝမလုပ်။အဲ့ဒီတော့သူတို့မလုပ်ချင်နေတကယ်တော့တာဝန်ရှိတဲ့သူတွေထဲမှာပါနေတဲ့ကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့လက်နက်ကင်ဒေါ်လာရေးအဖွဲ့စည်းတွေကျွန်တော်တို့လုပ်ကိုလုပ်ရပြောချင်တာကကျွန်တော်တို့ဒီအားရှိအားလုံးစုစည်းညီညွတ်နိုင်တယ်မြတ်စုစည်းပါ တာဝန်ရှိတဲ့သူတွေကလည်းတာဝန်ကိုဝတရားချေလုပ်နေတာမျိုးမဟုတ်ဘဲနဲ့တာဝန်အတိုင်းစူးစမ်းဆောင်ရွက်ကြကျွန်တော်တို့တွေကဒီအကြမ်းဖက်ဒုစရိုက်ဂိုင်းကိုကျွန်တော်တို့မြေပေါ်ကနေလုံးဝပပျောက်သွားတဲ့အထိတော်လန်ကြရကျွန်တော်တို့အနေနဲ့လည်းဒါကိုကောင်းကောင်းစူးစမ်းပြီးဆောင်ရွက်လက်တုံပြသွားမယ်ကျွန်တော်တို့တိုင်းပြည်ကိုလွတ်လပ်ငြိမ်းချမ်းမှုကိုရတဲ့အထိကျွန်တော်တို့စူးစမ်းမယ် ဒါတော့ဗောနာကျွန်တော်ဘုံကားနေပြတော့သူတို့အနေနဲ့ဒီမြောက်လိုင်းတို့အုပ်စုမပြုတ်မချင်းတတ်ထုတ်မယ်ဆိုတော့ဂရီကိုကျွန်တော်တို့ပေးလိုက်တာပဲဖြစ်ပါတယ်အခုဆောင်တဲ့ကျွန်တော်အညာဒေသမှာတပေါင်းစုကြီးတစ်ခုဖွဲ့ဖို့လိုနေတာပြတော့ဘုံကားတို့အုပ်ဆောင်တဲ့တော်လိုင်းရရဆိုတဲ့ပြင်ကျန်တဲ့ဗောနာတပ်ဖွဲ့တိတိကနေပြတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုခုဆွန်ချေမုံတိုက်ခိုက်နေတာမို့လို့ကျွန်တော်အနေနဲ့မှကြာခင်မှာတော့စစ်ခွေတပ်ရဲ့အနေထိုင်တွေကိုမြင်ရမယ်ဆိုတာတော့ကျင်းဒီပေါ်ပြောလို့ရတာဖြစ်ပါတယ်ဒီချိန်မှာမှကျွန်တော်ပြည်သူတွေအားလုံးအနေနဲ့လည်းဗောနာစစ်စီလုံးလုံးနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ဒီတော်လိုင်းမှာစီမျောရင်းနဲ့ကျွန်တော် စစ်ခွေးတက်တက်ကိုဖြိုချမှာပဲဖြစ်ပါတယ်။မြောင်းလိုက်တဲ့အုပ်စုဟာဆိုရင်လည်းကျွန်တော်နိုင်ငံကာဖွဲ့စည်းတွေရဲ့ပေါ့နော်ပြည်တံချပန်းခိုင်ဖို့ရှိနေတာဘယ်မှာကျွန်တော်တို့အနေနဲ့နိုင်ငံကာဖွဲ့စည်းတွေဖြင့်ကျွန်တော်ဒီတော်လိုင်းရဲ့မှာပူပေါင်းပေါ်နေကြတဲ့ပြည်သူအလုံးရဲ့ဖိအားပေးတိုက်ခတ်မှုတွေနဲ့တူမကြခင်မှာတော့တေချာပေါ့ပါနော်။ကြာဆုံးသွားတော့မယ်ဆိုတဲ့အကြောင်းပြောနေတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြေရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းတဲ့ညလေးပိုင်းဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။